ဲမင်္ဂလာပါရှင်ကတော့ Ryan F1 ရှင်ရဲ့ခိုးတဲ့ထွေနာတယောက်ဖြစ်ပါရဲ့ရှင်ဒီနေ့မှာတော့ရှင်ကပေါ့နော်ဒီဘာဘတီဖြော်တဲ့အခါမှာဘာလဖတ်6တွေ3လဲဆိုတဲ့မိကုံးလေးကို ရှင်မဖြစ်ပါရဲ့ရှင်မင်းတို့မတီးဖြော်တဲ့အခါဘာဘမတီးဖြော်တဲ့အခါမှာသုံးရလက်ဖက်ချောင်းလေးရပါတော့မင်းတို့ exam ready exam bloody bloody လက်ဖက်ချောင်းလေးတွေကိုသုံးလို့ရပါရဲ့ရှင်အဲ့လက်ဖက်ချောင်းလေးရပါတော့ဘာတွေကွာချမှုရှိရလို့မေးကြပါဗျ။အဲ့တော့ပြန်စမ်းကြကြည့်အောင်နော်။ညီမတို့ဒီညီမနိုင်ငံမှာသုံးတဲ့ဘာမစ်တီပေါ့နော်။ဘာမစ်တီဆိုလို့ရှိရင်ညီမတို့ဒီရှမ်ပီယာထွက်တဲ့အချိုကျောက်ပေါ့နော်။အချိုကျောက်ဆိုရဲလက်ဖက်ချောင်းလေးသုံးတဲ့ခါမှာအဲ့ဒါနဲ့လည်းမတီးဖြော်လို့ရပါတယ်။ဒါပေမဲ့ ဘာလေးကွာသားမဲ့ကျွန်အနံ့ပေါ့နော်အနံ့ကမင်းတို့ဒီဒီ shipling တို့ဒီအချားပေါ့နော်လက်ဖက်ရည်ဆိုင်ကြီးတွေမှာထောင်းလို့မှာတောက်တဲ့အနံ့လိုမျိုးရချင်လဲဆိုလို့ရှိရင်နော်သူတို့မှလည်းပေါ့နော်မင်းတို့ဒီလက်ဖက်ရည် A iced tea ပေါ့နော် iced tea hot tea ရှိရဲအဲ့လိုမျိုးအနံ့အရာတိုင်ရချင်လဲဆိုလို့ရှိရင်နော်မင်းတို့ဥကက black tea တို့ငကပြန်တို့သုံးလို့ရတဲ့အပြင်ပေါ့နော်မင်းတို့ဒီမှာ ကောင်ကတော့စင်ကာပူနိုင်ငံမှာ300ရယ်ပေါ့နော်ဒီမှာပါရမီလက်ဖက်ချောင်းလေးပေါ့နော်ပါရမီလိုကယ်ထုတ်တာပက်ကေ့ချင်းအစားမိုက်တယ်ဒီလက်ဖက်ချောင်းလေးကို300ရပါတယ်နောက်ဆိုတော့မင်းတို့ဒါဘာမစ်မစ်တီပေါ့နော်ဒါဆိုရင်မစ်တီမဲ့ဖြော်လို့ရတယ်ဒါပေမဲ့သူ့ရဲ့အနက်လေးကမြန်မာတွေလက်ခံတဲ့အနက်တခုပေါ့နော်အဲ့ဒါမို့လို့ဒီဘလက်တီဆိုလို့ရှိရင်လည်းပါရမီဘလက်တီကိုသုံးပြီးတော့မှမင်းတို့မစ်တီ တမဟောဘာပဲတီးဖြော်လို့ရပါရဲ့ရှင်ဒီကောင်လေးကိုနှက်ပြီးရဖြော်ရမှာပါဒီလက်ဖက်ချောင်းမုံလေးအကုန်လုံးကနှက်ပြီးဖြော်ရတာပါရှင်နောက်တစ်ခုကကြတော့ဒီကောင်လေးပေါ့နော်ဒီကောင်လေးကိုတော့မင်းတို့ကသူ့ရဲ့နာမည်ကတော့ကိုလီကိုဘလက်တီးလက်ဖက်ချောင်းပါသူနဲ့မတူတဲ့အခါကျတော့သူက strong သူက strong franchise ဘလက်တီးလို့ခေါ်တာပေါ့နော်အဲ့တော့သူကဘာဖြစ်လဲဆိုတော့သူအထက်မှာလက်ဖက်ချောင်းကလည်းခုံလေးမမုံလေးဖြစ်မနေဘူးသူကလက်ဖက်ချောင်း size ကကြီးတယ်ပေါ့နော် size ကြီးတယ် သူ့ရဲ့ဟာကတော့ဒီကောင်လေးထိုင်ဝမ်ကထုတ်တာဖြစ်ကြမှာမဟုတ်လို့ဒီကောင်ရဲ့အနံ့နဲ့ဒီကောင်ရဲ့အရသာတွေထိုင်ဝမ်မစ်တီဘက်ကိုသွားပါလိမ့်မယ်။နောက်ထိုင်ဝမ်မစ်တီရဲ့ဘက်ကိုသွားပါလိမ့်မယ်။အဲ့တော့ဒီကောင်ကိုလည်းဒီ black tea လက်ဖက်ချောက်ကိုလည်းကိုကထိုင်ဝမ်အရသာနဲ့ထိုင်ဝမ်အနံ့လေးပါချင်နေဆိုလို့ရှိရင်ဒီကိုလီကိုရဲ့ black tea လက်ဖက်ချောက်ကိုသုံးပြီးတော့မစ်တီဘာဘတီကိုဖြော်လို့ရပါရဲ့ရှင့်။ဒီကောင်ကအဲ့လိုပဲနှက်ဖြော်ပါနော်။ဒါလေးနှက်ဖြော်မှာပါရှင့်။နောက်တစ်ခါကျတော့မင်းတို့အစံပေါ့။ အဲဘာလို့ထိုးတီးလေးရမှုမွေးလေးဖြစ်နေရလဲဒီကောင်ကကျတော့မင်းတို့ဘာပဲတီးဖြော်လို့ရတယ်လို့ဒီကောင်နဲ့မင်းတို့ fruit တီးရပါလေဖြော်လို့ရသူရအနံ့မှုမွေးလေးလက်ဖက်ကြောင်ကအနံ့ပါတယ်ဒီကောင်လေးကလေအဲ့တော့ဒီကောင်ကကျတော့ asam ready လို့ခေါ်ပါတယ် asam ready ရလဲသူရဒီနာလေးမှကြည့်လိုက်ပါ bubble မတီးဖြော်လို့ရရပေါ့နော်ဒါကကျတော့သူရလက်ဖက်ကြောင်က asam ready ဒါပေမဲ့သူဒီဘာပဲတီးဖြော်လို့ရတယ်အဲ့လိုပဲ asam bloody ရဲ့ ဖြောလို့ရပါတယ်။ဒါပေမဲ့ရိုးရိုး ready ဆိုလို့ရှင်တော့သူက tiny ထွက်တာဖြစ်ပါတယ်နော်။ဒီကောင်ကအစံ ready ဒီလက်ဖက်ချဆိုလို့ရှင်တော့မင်းတို့ဘာပဲဒီဖြောတဲ့နေရာမှာအသုံးပြုလို့ရပါတယ်။ဒီကောင်လေးကသူ့ရဲ့ဒီကောင်နဲ့မတူတာကြတော့သူကဘာလို့သူကအနှံလေးရနည်းနည်းလေးပို့ပြီးတော့မှုေးတယ်ပေါ့နော်။ဒီကောင်ကမင်းတို့မြန်မာနိုင်ငံမှာရှိတဲ့အချိုချောက်လိုအနက်မျိုးပါပဲ။ ဒီထက်တိတ်ပြီးတော့မကွာဘူးပေါ့နော်ဒီကောင်ကကြာတော့မင်းတို့ကအယောင်ကလည်းတူတူပဲထားပေမဲ့အနံ့နေရအဆန်ရိုတီပြောင်းဖို့လို့သူ့နံ့နေရပို့ပြီးတော့မှွေးပါတယ်အဲ့တော့ဒီကောင်ကကြာတော့မင်းတို့ဘာပဲဒီဖြော်ရင်သုံးလို့ရတယ်လို့ပဲအခြားဒီ fruity လို့ပေါ့နော်အခြား fruity အခြားဒီ juice နဲ့ရောရီဖြော်ရတဲ့နေရာမှာလည်းဒီကောင်ကိုသုံးလို့ရတယ်ဒီကောင်ကိုသုံးလို့အနံ့မကြိုက်ဘူးဆိုလို့ရှိရင်ဒီကောင်ကိုသုံးလို့ရပါတယ်ရှင့်အဲ့တော့မင်းတို့စီမှာဒီလို plastic လေးတွေအများကြီးရှိပါတယ်အဲ့တော့ကိုအဆင်ပြေတဲ့ plastic ကိုဆိုင်နဲ့တင့်တော်မဲ့ဘလက်တီကိုကတ်စတမာနဲ့တင့်တော်မဲ့ဘလက်တီကိုရွေးချယ်ပြီးတော့မှမင်းတို့ကဘာဘယ်တီကိုခဏလို့ရပါရဲ့ရှင်ဒါမှမဟုတ်လို့ရှင်လဲကိုဆိုင်မှာပေါ့နော်အဲတမျိုးနဲ့မထားချင်ဆိုလို့ရှင်မင်းတို့ကဘာမီစတီနော်ပြီးတော့ Thai Midi Taiwanese Midi Classes Midi တို့ Original Midi တို့အများကြီးထွင်ပြီးတော့မှပေါ့နော် menu တွေထုတ်ပြီးတော့မှသုံးလို့ရပါရဲ့ရှင်အဲ့ဒီ menu တွေအကုန်လုံးကလည်းပဲ taste လေးနည်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 းပဲပေါ်တော့ပါရှင်ညီမခုပြတဲ့ဟာအကုန်လုံးကကြတော့ နှက်ပြီးဖြောရဖြစ်ကြမှုလို့အကုန်လုံးကလည်းဖတ်ချအမျိုးအစားဖြစ်ကြမှုလို့ကိုမစားကိုပြန်ပြီးတော့မှနွားနို့သူမဟုတ်နို့သူမဟုတ်ခရင်မာရဲ့နို့စီနို့စိန် brown sugar ကြချားရည်ရိုးနဲ့ရောဆက်ပြီးတော့မှတောက်သုံးလို့ရပါတယ်ရောင်းဝယ်လို့ရပါတယ်ရှင်အခုလိုမျိုးဆက်ရှိရှိနားထောင်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်ရှင်